အားလုံးပဲမင်္ဂလာပါခဗျာကျွန်တော်ကတော့မြေ education realize ကမှပညာသင်ကြားနေတဲ့ G-Track က2စီးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘက်ဒီနေ့တက်ဆက်ပေးသားမယ့် project ကောင်းစဉ်ကတော့အသေးငယ်မြတ်မှာစကားပဲဖြစ်ပါတယ်ဒီ project တွေကျွန်တော်တို့ဘက်ရဲ့ပေါ်ဝင်သူတွေကတော့201 203 210 250 259 232တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဘက်က data တွေရဲ့စကားတာတွေနဲ့အထူးခြားပုံအသားထွက် core ချပုံတွေကိုလက်တွေ့လေ့လာပြီးတက်ဆက်ပေးသားမှာပဲဖြစ်ပါတယ်ခဗျာ memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ကွန်မန့်လိုက်ကန်ရှယ်ပြီးရင်လည်းဘုရင်ပြေကိုတောင်းဆိုပြရစီရှင်ကြောက်ခဲရဲ့တခုထဲမှာတော့မေမေသူရတို့နဲ့အခြားကြောက်သားတချို့ ထိုင်နေကြပါတယ်ဆ iam မတော့ project တခုကိုစပြနေတာပေါ့ဒီတပန်တော့တို့တမီတို့ရဲ့ပီယိုဂျီခေါစီကတော့အသေးကွင်းဒီမှာစကားပဲဖြစ်ပါတယ်ကွင်းဒီထဲမှာညီမစာနဲ့ဒီတရားစကားတဲ့တွေရဲ့ကွာချမှုဒီတန်သူလားတဲ့တွေဘလို့သိကွဲလဲဆိုတော့ကို လေးလာကြည့်တော့ပြောချစ်တကူစီကြရမှာဖြစ်ပါတယ်နော် အကောင့် software ကိုတီချယ်ကအစုချင်းနေမှာပါအဲ့လိုပြောပြီးတော့တီချယ်ကအခန်းထဲကနေထွက်သွားခဲ့ပါတယ်ကျောက်သားတွေက project လုပ်ဖို့အလုပ်ဆုံးနေကြပါတယ်ထိုအချိန်မှာမိမိက project ဘယ်လိုလုပ်ရမလဲလို့စဉ်းစားရေးစိတ်ဆုပ်နေပါတယ်သူရကသူ့ဘေးနာမှာလှုပ်ရှားမှုမရှိပဲ ထိုင်နေပါလေ မဲမဲကတိတ်ပြေချရဲ့သူရရဘယ်လိုလုပ်ရမှာမသိတော့ဘူးဒီ project ကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဘယ်ကနေစရမလဲပရိသတ်ကစကားကိုလေ့လာရမလဲဆိုတော့မသိတော့ဘူးခေါင်းထဲမှာဗလာကြီးဖြစ်နေပြီကွာစိတ်မပူပါနဲ့ကွာအားလုံးကအတူတူပါပဲလောလောဆယ်ဘာမှမသိသေးလဲကိစ္စမရှိပါဘူးငါတို့ရဲ့အထူးကျွမ်းကျင်သူ Cherry ရှိတော့မြင်ကြအောင်သူကကြောက်ပြတ်တတ်ပေမဲ့အပြစ်ဘူးတူတာတွေမှာတော့တကယ်ပါရကူပါပဲကွာ ဒီလိုနဲ့ညနေကြောက်စဲတော့မဲမဲနဲ့တူရလဲ cherry effect ကိုရောက်လာကြပါတယ်။ cherry ကတော့သူ့အဖို့နဲ့ chat ထဲမှာ aces ကပြောနေကြတာပေါ့။ Hey cherry, ဘာကြီးလုံးနေရလဲကွာ။ cherry ကသူတို့နှစ်ယောက်ကိုမြင်တော့ပြုံးရင်းနေ။မဲမဲနဲ့တူရရေနေတော့ပြုံးနေတာကြာပြီနော်။အဲ့လိုနဲ့ cherry ရဲ့ action မှာအဖိုးရဲ့မဲမဲတူရနေ cherry တို့ wifi ရင်နေကြပါတယ် ပရောဂျက်ကြောင့်ခေါချောင်းနေတဲ့မိမေကိုအဖိုးကတတိထားမိလိုက်တာပေါ့ Cherry ငါတို့ project တစ်ခုရှိရဲ့ဒါပေမဲ့ဘယ်ကနေစာမီလို့စိတ်ညစ်နေတာတကယ်မြန်မာစကားရတဲ့ညီတို့ညီတို့ပြောတဲ့တကယ်မြန်မာစကားဆိုတာဘိုးတဲတော်စိတ်ဝေစားစရာအကောင်းဆုံးအကြောင်းရပဲဒီ project ကအခက်ခဲမရှိဘူးကွယ်စူဇန်စာဝေစရာခီတစ်ခုလုံးမဲ့လိုက်အဖိုးလည်းညီတို့ project အတွက်အဖိုးတိတာတွေရှင်းပြပေးမယ်နော်အခုမြန်မာစကားကိုပဲဒေတာလိုက်အသက်တွေနဲ့ သုံးလုံးတွေဘယ်လိုကွဲလဲဆိုတာကြည့်အောင်ညီတို့တချို့ဒေသတွေမှာရတဲ့ကိုလာရှဲတန်နဲ့ပြောကြတာမျိုးရှိတယ်ဥပမာတဝဲတို့တောင်ရိုးတို့အင်တာတို့မှာပေါ့ကြောက်ကလာပြန်ကိုပလန်မြေကိုမလေးချို့ကိုချရေးလို့ပြောကြတာမျိုးပေါ့ဒါပြင်တချို့နေရာတွေမှာတော့ရတဲ့ကိုဖျောက်ပြီးကျွဲကိုကွဲခြေကိုခေးလို့ပြောကြတယ်ဒီလိုပဲဟာရိုတန်ကိုလည်းဖျောက်ပြီးတော့ပြောတာမျိုးရှိသေးတယ်ညိတ်တောင်ယိုဂျနုအင်တာစကားတွေမှာပေါ့ ငက်ကိုငက်မန်ကိုမန်ငေါကိုငေါလီလော်ကိုလီလော်လို့အသက်ရကြရင်ဒါဟာပြီးသက်ကွဲပြားရတဲ့ဥပမာပဲဟုတ်တယ်ကိုဟုတ်တယ်ဟုတ်တာပေါ်ကိုဟုတ်တာပါလို့ပြောတာမျိုးတွေလည်းပြီးသက်ကွဲပြားတာပါကွယ်အဲ့ဒါဆိုအဖိုးပြောတာကစကားပြောတဲ့အတားတွေပဲကွဲတာလားဟေးတရွားတရွေလည်းကွဲပြားတာပေါ်မြည်ရဲ့တောဦးစကားမှာဆိုအောက်ကိုအော့နောက်ကိုနော့တွေ့မှာဆိုရင်မြောက်ကိုမြော့ပြောစကားမှာတော့ တောက်တက်ကိုတောက်တက်လို့ခေါ်ကြတယ်။ရခိုင်မှာဆိုရင်တင်းတဲ့နှစ်ကိုတောင်မှတိုက်နိုင်လို့ပြောကြတယ်။မြိတ်မှာလည်းမြီးကိုမြဲကြည်တောက်ကိုကြဲတောက်လို့အသက်ထွက်ကြတယ်။တကယ်တော့မြမစာပေနဲ့ပတ်သက်တဲ့ဆရာကြီးဦးအေးသိဆိုတာရှိတယ်။သူကဖောရနာဒီပတီကျမ်းမာရေးတာရှိတယ်။မြမလူမျိုးဖြစ်ကြပေမဲ့ဒေတာနဲ့လူမျိုးတွေရောထွေးမှုကြောင့်ဟောရုတစ်ခုတည်းကိုခေါ်ကွဲပြားတာကိုသတိထားပါတဲ့။ဥပမာတွေလည်းပေးထားတယ်။တပိင်းနံတဲ့အလုံးထဲမှာသမေးကိုအမေးလို့ခေါ်တာမျိုး ရေဝန်ထဲမှာကြောက်ကိုမိညောင်လို့ခေါ်တာမျိုးနောက်ထပ်ပလီနယ်မှာရေကိုအမဲမောက်လို့ခေါ်တာမျိုးတွေပေါ့ဒါတွေအားလုံးဟာမြန်မာစကားရဲ့အသွေးကွဲပုံတွေပဲပေါ့ကွယ်တော်ဆိုအသာထက်တွေပဲကွဲထားလိုက်ရင်ဖို့အသာထက်တွေတည်းမကဘူးစကလုံးအသုံးလုံးတွေကစဒေတာလိုက်ကွာခြားတာတွေအများကြီးပဲတော်ရုံနဲ့ဒနုပင်မှာစားလို့မြည်တယ်ဆိုတာကိုစားချို့တယ်လို့ပြောကြတယ်ဒနုမှာကြည့်ချင်မြည်ချည်တယ်ဆိုတာကိုမျက်စိစာရတဲ့မိမှာဆိုရင်အေးအေးမီလို့နားစေးတယ်ဆိုတာကိုစောက်ပြေတက်တယ်လို့ပြောကြတယ် ဒီလိုပဲမိဘူးတိုက်တာကိုမန္တလေးမှာမိကြွေထိုးမိလဲကိုမော်လမြိုင်မှာ ပုတ်ပြက်မိပြောက်ကိုမိုးရွာမှာမိပလွေလို့ခေါ်ကြတာမျိုးတွေကလည်းတွေ့ကဲမြန်မာစကားရဲ့ထူးခြားချက်တွေပေါ့ဒါဆိုဘာကြောင့်အဲ့လိုဖြစ်ရတာလဲဘူးဘာကြောင့်တချို့စကားတွေကပြောင်းလဲတော့ရတာလဲဒါကောင်းနေမျိုးကိုပဲငါမြင်ရဲ့အစ်တခွေရချီရဲ့ဒီကကြောင်ရီကပါတီဝင်နေထားပဲကွယ်ဥပမာပြည်လူနဲ့ရှစ်ဆန်တိတ်မရှိတဲ့ဒေသတွေမှာရှေးကစကားတွေကအသိမပြည့်ပဲကြန့်ရှိနေတယ်ဒါပေမဲ့ မြို့ကြီးပြကြီးတို့ပြပနဲ့ဆစ်ဆက်များတဲ့ဒေသတွေမှာတော့စကားသာတွေကပို့ပြီးတော့မြန်မြန်ပြောင်းလဲသွားတတ်တယ်။အခြားဘာသာစကားတွေနဲ့ရောလုံးမှုကြောင့်လည်းပို့ပြီးတော့အတွေ့ခဲတာပေါ့။ဒါကြောင့်မို့မြို့တော်ကဒီ project ကိုတကယ်ကိုတံပိုးထားပြီးတော့လုပ်တည်တယ်။ဒီလိုစကားတွေကပိုးပွားပြည်ပြည်ရဲ့အမိန့်တွေပဲကွယ်။အခုရှင်းပြပြီးလို့ဒါတို့သိချင်တာဒီခွေရခဲ့ပါပြီ။ဒါတို့ကိုခုလိုချေဖို့ခိုင်းပြီးရှင်းပြပေးတဲ့အတွက်ဘုန်းကြီးစုအများကြီးတင်ပါတယ်ခဗျာ။အဲ့ဆိုမကြခင်မှာတော့မှဆိုတော့ဒါတို့ကိုပြောင်းခွင့်ပြပါဦးခဗျာ။ ်ချယ်ရီငါတို့ပြန်ပြီနော်အေးအေးဒီတတပြန်နိုင်ခဲ့ကြပြီနော်အเจ้าတွေ project တင်ပြကွင်းနေတော့ရောက်လာကြပါတယ်မမေတို့အခွဲကသူတို့ရဲ့ project ကိုတင်ပြရရင်တီချန်နဲ့တပ်ဖွဲ့တငယ်ချင်းများအားလုံးလည်းစိတ်ဝိတစားနဲ့နားဟောင်နေကြတာပေါ့သူတို့တင်ပြတဲ့ project ထဲမှာအသက်ဖန်ထားတဲ့ video file ကလေးတွေ တနုတ်တော်ယိုအေတတ်စကားတာတွေနဲ့စာလိုက်တန်နဲ့ပြီးတက်ကွဲပြပုံတွေကိုတိတိချာချာဆေးပြထားကြပေါ့ကျွန်တော်တို့ဒီ project ကိုအောင်မြင်အောင်နိုင်ခဲ့တာ cherry ရဲ့ဖူးလိုပဲဒီတိရဆောတာစကံကိုတကယ်ပိုင်နေတဲ့သူတွေရဲ့တွေ့ကြုံကြပါစာအုပ်ထဲကအချက်လေးတွေထဲအပြင်မှာလက်တွေ့လေးလောက်ခရောက်ခဲ့တာမဟုတ်ဘူးပြီးအသိဝင်ခဲ့ပါတယ်မမေတို့အဖွဲရဲ့တည်ပြမှုဟာတကယ်ကို service ဖို့ကားပါတဲ့ကွယ် အသေးကွဲညီမစကားကိုစောင်းတွေထက်ကနေတင်မဟုတ်ပဲလစ်တဝါထက်ကအတွေ့အကြုံနဲ့နိုင်စေကြီးတည်တန်းလိုက်တာဟာအထူးချီးကျူးစရာပါဒီပြောကြီးကအခြားသူတန်းခန့်စကားတန်တွေကိုလည်းထိုက်သိဖို့အရေးကြီးတဲ့ဆိုတော့ကိုတည်ခဲစာပေးနိုင်ပါတယ်ကွယ်ကျွန်တော်တို့ရတဲ့ကမြန်မာစကား project တင်မှုကိုဒီမှာပဲအဆောတက်ပြစီလေဗျာမြန်မာစကားရဲ့ကြွယ်ဝမှုနဲ့ဒီသရစကားတန်တွေရဲ့လက်ပတ်မှုကိုမြေတွေ့နေခဲ့ကြမယ်လို့ပြောလဲပါတယ် ဒီ project ကိုအမများကိုညီမိခဲ့ကြတဲ့တခြား M3 နဲ့ကျွန်တော်တို့တွေပြတဲ့ကိုစိတ်ဝင်စားတောင်းထားပေးခဲ့ကြတဲ့အတိုင်းဖုန်းတကယ်ချင်းများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ